ာတိုင်းပြည်ကိုအကြမ်းဖက်တွေကဘယ်လိုဖြစ်တယ်ဖင်ခံလိုက်လို့ပြောနေတာနော်ဖင်ခံလိုက်လို့ပြောနေတာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံ အောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည် စာနဲ့ပတ်သက်ပြီးတော့ပေါ့နော်စစ်တပ် lobby တွေထွက်တဲ့ထွက်လာတဲ့အထံပေါ့ဒီနေရာတွေကတည်သိတဲ့နေရာတွေဟာလာဟိုလုတ်တဲ့နေရာတွေတည်ကြကွာကျဲတယ်ကွာဘုံကျဲတယ်ကွာဆိုတဲ့စကားတွေပေါ့နော်ဒါကပြည်သူကိုစိန်ခေါ်လိုက်တာဖြစ်တယ်ပြည်သူကိုစော်ကားလိုက်တာဖြစ်တယ်ပြည်သူကိုတက်လှမ်းပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ပြည်သူတွေအနေနဲ့ကငါတို့အာဒီလိုလူတွေရဲ့လက်ထဲမှာတော့ငါတို့ဘလို့နီးနေမှာဆက်ပြီးတော့ရှင်းတယ်လို့မဖြစ်နိုင်တော့ဘူးဆိုတဲ့ဟာခိုင်ခိုင်မာမာဟိုအတွေးဝင်သွားတာလူပေါ့ရှင်နော် အဲဒီလေးနှစ်ကာလမှာလည်းပြည်သူတွေကတောက်ခံပေးတာအတိပဲလေနော်အခုလိုမျိုးစစ်တပ်ဘက်ကနေပြီးတော့ထွက်တဲ့သတင်းတွေဟလားမချင်းသတင်းမှာအဲဒါတွေကဟိုလင်ညာလုတ်ကြံဖန်ပြီးတာပါဆိုရတော့အောင်အဲ့လိုပြောရအောင်လေလူကြီးစရာတကွမှရှိမနေဘူးဘာလို့လဲဆိုလို့ရှိရင်တမတို့ဟာပြည်သူဟိုတောင်းတဲ့အချိန်နော်တိတ်တဲ့အချိန်ဒုက္ခရောက်နေတဲ့ဟိုရေဘေးတို့နော်ငလင်ဘေးတို့တမဘာဘေးတို့အချိန်ဒီမှာတော့မှမတည့်ရမှမပြတ်ဘူးပုံကျဲခဲ့တဲ့လုံရုံစစ်တပ်ကပဲလုတ်ခဲ့တာအဲ့တို့အရှင်တို့စင်တေကိုစိတ်တည်ရင်နဲ့ဖုံးလဲလကားပဲနော် တက်တည်ကြီးအထောက်ထားတွေကနော်ကဘာကြီးတစ်ခုလုံးသိအောင်လဲဒါကျွန်တော်တို့တော်လည်ရေးသမားတွေနော်ဒီအယူကြီးတောင်းရှိတဲ့လူတွေအားလုံးပေါ့ရင်ဝိုင်းဝန်းကြိုးပမ်းနေကြတာပဲဒါကျွန်တော်တို့လည်းကျွန်တော်တို့ရောက်နေတဲ့နိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်တို့လည်းချိတ်ဆက်နေတဲ့အဖွဲ့အစည်းတွေကိုဒီတရင်တွေပေးပို့တာပဲနော်အဲ့အတွက်ဘယ်လိုမှလိန်လို့မရပါဘူးဒါကြီးကနော်အမဲရမ်းမဲရှင်တို့တွေကတော့လိန်ခဲ့တာပေါ့ရှင်ဟိုရှင်တို့လိန်ခဲ့တာ90ရှိပါပါနော်အဲ့ဒါတွေကအလုံးဖြစ်တော့ပါဒါပေမဲ့ဟိုဘာတစ်ခုဖြစ်သွားလဲဆိုတော့နော်ရှင်တို့ကိုစည်းရင်းမှတ်သွားတယ်ပြီးတော့ကနော်ရှင်တို့တွေဟာလာဒီမြန်မာနိုင်ငံတဝန်းလုံးမှာလက်နက်ကင် လမ်းလမ်းကန်ကြီးအကုန်လုံးရှိနေပြီဒါကိုသိထားသိကျင်တယ်ပေါ့နော်ရှင်တို့ရဲ့အသက်အန္တရာယ်ရှင်တို့ရဲ့လုံခြုံရေးရှင်တို့ကိုယ်တိုင်ပြုစိုက်ရပါရှင်တို့ပါဇက်ကထွက်တဲ့နှုတ်ထွက်စကားတွေပေါ့အဲ့တော့ငါငါပထွေးတွေအုတ်ချုပ်နေတာပဲဆိုပြီးတော့ရှင်တို့ကပထွေးအားကိုနဲ့အဲ့ဒီလိုမျိုးပြောရဲနေပြီမဲ့ဒါတွေကတိုင်းမှာမှတ်တမ်းဖြစ်တယ်ပေါ့နော်ရှင်တို့ပါဇက်ကနေဘာမှထွက်မလာဘူးဆိုလို့ရှင်တော့ရှင်တို့တို့အန္တရာယ်ကင်းကြီးပြင်ဦးမှာအခုကရှင်တို့လုံခြုံရေးရှင်တို့ပြုစိုက်လို့ပြောနေတယ်နော်ရှင်စရာကောင်းတဲ့စကားတွေရှင်စရာကောင်းတဲ့စိတ်ဓာတ်တွေဒီလူတွေရဲ့ ငလုံးသားတွေကိုရိုက်ထည့်ပေးနေတာရှင်းလို့တော့အလားလာမကောင်းဒီတော်လန်ရေးဟာပြည်သူကနေစခဲ့တာဖြစ်တယ်ဒီလောက်တိတိမမတော်လန်နဲ့တိတိမမပိုက်လာတဲ့ပွဲကကျွန်တော်တို့မြန်မာနိုင်ငံသမိုင်းမှာမရှိခဲ့ဘူးဒါကိုလည်းသတိထားစေချင်တယ်အဲ့တော့ဒီပွဲကြီးဘာရောက်ဖြစ်လာလဲဆိုပြည်သူရဲ့စိတ်သက်တွေရောက်ဖြစ်လာအဲ့တော့ရှင်းလို့ကိုပြည်သူတွေကစည်ရင်မှတ်သွားပြီဆိုရင်ဒီလိုဆိုရင်ရမယ်နေသားမှဖြစ်နေဘူးကျွန်မညီကြီးပေးတယ်နော်နောက်တစ်ခုကလုတ်ရက်တွေစစ်ကောင်စီကလုတ်နေတယ်လုတ်ရက်တွေကကျွန်တော်တို့ပြည်သူပြည်သူကိုပို့ပြီးတော့နော်တော်လန်ရေးကိုပို့ပြီးတော့ပအဝင်လာအောင်လုပ်နေသလိုပဲပေါ့အဲ့တော့ အဲ့တော့ဒီဒေါ်လာရေးရက်မှာမဟုတ်ဘူးဆိုတော့ပြောနေတယ်ပို့ပြီးတော့ဒီ2025မှာအရှင်ကောင်းလာလိမ့်မယ်နောက်တစ်ခုကကျွန်မပြောချင်တာဒီတို့တို့ဒီတိုင်းသားလက်နက်ကိုင်တွေပေါ့နော်တိုင်းသားလက်နက်ကိုင်တွေဟိုမီမီညွတ်နဲ့ဟိုမြင်လာရဖို့ရှိတယ်ပေါ့နော်ဟိုအခုဒီရက်ထဲမှာဆိုလို့ရှိရင်ကိုကျုပ်ထုံးမျက်နှာပြောလိုက်တဲ့စကားနောက်ကိုကျုပ်တယောက်ရဲ့နှုတ်ထွက်စကားကိုကျွန်တော်တို့ပြည်သူတွေလေးစားယုံကြည်တယ်ပေါ့မဖြစ်လဲဆိုလို့ရှိရင်ခေါင်းဆောင်တယောက်ရဲ့စကားအရေးကြီးတယ်တောင်ပြောမြောက်မျိုးတွေပြောအပြောတစ်မျိုးလုပ်တစ်မျိုးတွေလုပ်နေတဲ့စကားကမင်းအောင်နိုင်ရဲ့ရှိတယ်နော်ကြံတဲ့တိုင်းသားနော်ကောင်းဆောင်ကြီးကဒီလိုပြောတဲ့မျိုးလုပ်တဲ့မျိုးမလုပ်ဘူး။နော်ပါဇက်ကပြောဖို့လဲခက်ခဲတယ်။ထွက်ဖို့လဲခက်ခဲတယ်။ ထွက်လာပြီဆိုလို့ရှိရင်လည်းတို့စကားကိုတို့တောင်းယူတယ်ဒါကြောင့်မို့လို့ကျမတို့ယူကြည့်လေဘုရုံထုံးမျက်နှာရဲ့စကားအမှန်တမ်းကလည်းအားရှိတယ်တဖြစ်လက်ပြနေပေါ့နော်ကျမတို့တကယ်တမ်းကျတော့ကျမတို့တွေကအလုံးဝတလေးလေးစီးနေကြရတဲ့လူတွေကြီးပဲလေနော်ကျမတို့အနေနဲ့ဘာရောက်အားရှိတာလဲဆိုလို့ရှိရင်နော်ကျမတို့ဒီအနာရှင်တွေကိုတိုက်ထုတ်တဲ့နေရာမှာတကယ်ကိုမှခိုင်မှ190လောက်ခိုင်မှလာတဲ့ဥဒသားကြီးကိုခေါင်းနဲ့တိုက်နေရလို့မပြီးသူအင်အားလေးနဲ့တွားနေရတာကျမတို့မှအခက်အခဲတွေအများကြီးဒါတိုက်နေတဲ့ဟိုရဲဘော်တွေအတူဆန်းတဲ့ရိတ်ခါဟလား ဒီစစ်တုံးစရိတ်တွေဒါတွေအားလုံးကပြည်သူတွေရဲ့အင်အားနဲ့ပဲတွားနေရတာဖြစ်တယ်လို့အခုလိုမျိုးခေါင်းဆောင်တယောက်ရဲ့ပါဇက်ကနေပြီးတော့ဒီမိုးစကားမျိုးပြောလာတယ်ဆိုတော့အယောင်မှာကျင်းနေတယ်အယောင်မှာဝမ်းသာတယ်အားလည်းကိုးပါတယ်ပေါ့နော်ဆိုတော့ရှေ့လျှောက်ပြီးတော့ဟိုကျမတို့ကဒီဒီတော်လိုင်းကိုမြန်မြန်အဆုံးသတ်ဖို့တစ်ခုတည်းဟုတ်ပဲနော်ဒါတော်လိုင်းရေးဖွဲ့တွေလည်းတွေးသွားတာဖြစ်တယ်ပေါ့သူတို့ဒီလိုမျိုးလုံနေလေးလေးကျမတို့တော်လိုင်းရေးဘက်ကအခွင့်အရေးတွေအတွေ့ရတယ်အမရတော့ဘူးဒီကောင်တွေတော့မဖြစ်ဖြစ်တဲ့နီးနဲ့ရအောင်လုပ်ရမယ်ဆိုတဲ့အတွေ့ပဲကျမတို့တော်လိုင်းရေးဘက်တော်သားတွေတင်မှဝင်သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ ဟိုတော်တော်ရေးကြာနေတယ်ဆိုတာကကျွန်တော်တို့တရုတ်ဝင်ရှုပ်လို့လာကြာနေတာပေါ့ဒီတရုတ်ကိုလည်း view site နေရတဲ့အနေအထားမျိုးရှိနေတာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တရုတ်ဟာနော်အင်မတန်မှမြန်မာပြည်ပေါ်မှာကင်လွေဖြစ်ရှင်းတာကအင်မတန်မှပါနေတယ်နော်အင်မတန်မှဟိုရှင်းလဲရှောက်တာပြားလဲဆွဲတာပုံစံမျိုးနဲ့ဝင်ပြီးတော့လုပ်နေတာပေါ့နော်သူ့ကိုပြန်တိုက်ခိုက်ဖို့ဆိုတာကလည်းမဟုတ်ဘူးပေါ့နော်ကိုယ်နိုင်ငံမှာလာပြီးတော့ဟလာဟိုလို့ပြောရမလဲစည်ရည်နဲ့ဝင်နေတာမျိုးလည်းမဟုတ်ဘူးတကယ်လို့စည်ရည်နဲ့ဝင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့တရုတ်ကိုရှင်းနိုင်ကြအကြောင်းမရှိဘူးပေါ့အဲ့ဒီတော့ကျွန်တော်တို့ကဟိုပြည်သူချင်းချင်းဥကယ်ပြီးတော့ သွားနေရတဲ့နေရာမှာဒီတရုတ်ရဲ့အင်အားပါလာတဲ့အခါကျတော့ကျွန်တော်တို့ဒေါ်လာရေးကိုနောက်ငေးသွားမှာနောက်ရက်ဖြစ်သွားမှာစိုးလို့တာကျွန်တော်တို့တွေကချင့်ချင်ပြီးတော့လုပ်နေရတယ်တကယ်တမ်းကျရင်ဒေါ်လာရေးကနိုင်နေပြီအောင်နေပြီပေါ့နော်ဟိုခွေးစိတ်ရှိတဲ့လူတွေကတော့ခွေးကျင်ခွေးကျင်ပဲကြံမှာပဲနော်အများအားမဲ့ခွေးကျင်ခွေးကျင်ကြံခဲ့တာတလိမ့်ဆန်နေလို့ပဲဆက်ဆံခဲ့တာဆိုတော့ကျွန်မတို့မှာတွားစရာကတလမ်းပဲရှိတယ်ကျွန်တော်တို့ပြည်သူတွေမှာရွေးချယ်စရာကဒီတလမ်းပဲရှိရပေါ့နော်ဒါကြောင့်မို့ဒေါ်လာရေးကိုလည်းပေါင်းရင်ကူညီပေးထားဖို့အရန်ကမှလိုအပ်နေတယ် နော်ကျမတို့ကနိုင်ကျင်တာတစ်ခုပဲနဲ့မပြီးသွားဘူးလေနော်ကိုယ့်ရဲ့ကိုယ်တွေရဲ့ပါဝင်မှုနော်ကျမတို့တိုင်းပြည်အတွက်ပါဝင်မှုအများကြီးအင်အားတွေလိုအပ်နေတာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်ဒါစစ်ကောင်စီရဲ့လုပ်ရည်တွေတော်လေးကိုကျဆက်တယ်တော်လေးကိုရုံမှန်တော်လေးတရားလွန်ရယ်ပေါ့နော်အဲ့အတွက်တနေ့မဟုတ်တနေ့ကိုယ့်စီကိုလည်းဒီအန်ဒီတွေကတိုက်အောင်လာမှာဖြစ်တဲ့အတွက်ဒီစစ်ကောင်စီလက်အောက်မှာဖွင့်ထားတဲ့တောင်းတွေကိုလည်းမတက်စီခြင်းဘူးနောက်ခုကဒီလုံမြောက်နေပြည်ဒီမှာလည်းကလေးတွေကိုဟိုဟိုကြောင်းထားတာမျိုးမလုပ်စေချင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဒီတရုတ်ရဲ့အကူအညီမှုရုရှားရဲ့အကူအညီမှုကြောင့်ဟိုမင်းအွန်လိုင်းတို့အနေနဲ့ကအများကြီးဆာဗာတွေကို ဟာ data တွေကိုအများကြီးဖမ်းလို့ရနေတာဖြစ်တယ်ဟိုတီနေရ area တွေဆိုလို့ရှိရင်အမှန်တမ်းကဟို client တစ်ခွက်တွေကို view size နေတယ်အဲ့တော့သူတို့ကတော့ဒီ debugging လို့နေမြင်မျိုးပေါ့ရှင်အဲ့ဒီနေရာဒီ debugging ဒီရာသွင်းရှိတယ်ငကိုတွေကမှစစ်ကောင်စီကိုမလိုလားတဲ့နေရာဖြစ်တယ်ပေါ့နော်ဟိုစစ်ကောင်စီကိုမလိုလားဆိုတာတရားမျှတမှုအတွက်ဆိုလို့ရှိရင်တတိရှိတဲ့ရဲရဲပေါ်ထုတ်ရဲတဲ့နေရာမျိုးတွေပေါ့အဲ့ဒီမှာရာသွင်းလည်းရှိခဲ့တာပဲနော်အဲ့တော့ဒီလိုနေရာမျိုးတွေမှာဆိုလို့ရှိရင်စစ်ကောင်စီအနေနဲ့ကဟိုဂရုစိုက်နေမှာမဟုတ်ဘူးကလေးတွေပါလေသူသိမှာမဟုတ်ဘယ်လိုနေရာမှသိမှာမဟုတ်ဘူး နော်ဒီလိုနေရာဒီမှာဒါသူ့အနေနဲ့ကတော့အဲမိသွားတယ်ဆိုလို့ရှိရင်လည်းတက်တေတွေထွက်လာတယ်ဆိုလို့ရှိရင်လည်းသူ့နေရာတော့ဒါ PDF တွေရှိတဲ့နေရာဆိုပြီးတော့ဘုံသွားတဲတာလို့ပဲသူပြောမှာပဲတက်တေမထွက်လာဘူးဆိုလို့ရှိရင်လည်းဒါ AUG ဘက်ကလုတ်တာလို့လို့သူတို့ကတင်းထုတ်မှာပဲအများအားလင်ညာတဲ့တင်းတွေပဲထုတ်လာတာဆိုလို့ဒါမျိုးတွေကလုတ်နေကြမှာပဲဒါပေမဲ့အတုံးမဝင်တော့ပါဘူးလို့နော်အတုံးမဝင်တော့ပါဘူးပြည်သူတွေကမျက်စိပိတ်နားပိတ်တယ်မဟုတ်တော့ဘူးမြန်မာကိုယ်တွေတွေ့ခဲ့ပြီးသွားပြီသူတို့ရဲ့လုပ်ရည်တည်အော်နိုင်ငံတကာကလည်းဒီသတင်းတွေရောက်နေပြီနိုင်ငံတကာမှာရောက်နေတာလေရောက်နေတဲ့သတင်းတွေကလည်းဒါကျွန်တော်တို့နော်ဒေါ်လာကြီးအခွင့်အရေးနော်နိုင်ငံကြီး လှုပ်ရှားနေတဲ့အဖွဲ့တွေကပဲကြိုးစားနေတာဖြစ်တဲ့အတွက်ဟိုဘက်ပေါင်းဆောင်ကနေပြီးတော့လှုပ်နေကြတယ်ပေါ့အဲ့ဒီအတွက်ကျမတို့မှာကကျမတို့ပြည်သူတွေမှာကမျောလင်းစရာတခုပဲရှိတာတော်တော်လေးမြန်မြန်ပြီးဖို့နဲ့နော်ကျမတို့ကဟိုပြည်သူတွေကအတော်လည်းမပြီးသေးလို့ငါတို့ဒုက္ခရောက်နေပြီးပါတော့လို့អော်နေတာမဟုတ်တော်လည်းတွန်လည်းကြီးကိုမြန်မြန်ပြီးကျင်တာတော့မှန်တယ်စစ်တေကိုမဖြစ်စေချင်တော့တာတော့ဒါပေမဲ့ပြည်သူတွေရဲ့စိတ်ထဲမှာဒီအနာရှင်ကိုလုံးဝလက်ခံလို့အစီအမပြေတော့မရတော့ဘူးလုံးဝဟာလာဒီလက်အောက်ထဲမှာနေလို့မဖြစ်နိုင်တော့ဘူးဆိုတော့ပို့ပြီးတော့မြင်လာကြားလာရတယ်ပေါ့နော်ပို့ပြီးတော့လက်ခံလာနိုင်နေပေါ့ ဲ့လိုကတော်လန်ရေးကိုပဲကျမတို့တွေကအာယုံဆိုင်ပြီးကြောက်ကြမယ်အ мян လုံနိုင်ဖို့လုပ်ရဲပေါ့နော်ဟိုတိုင်းသားတွေခေါင်းဆောင်တွေကိုလည်းဟိုကျမတို့ပြည်သူတွေနဲ့အတန်ထုတ်ချင်တာကဟိုစစ်စစ်လုံးလုံးပေါင်းစည်းပြီးတော့တွားကြစီတယ်အ мян လုံဖို့လုံနေပေါ့နော်မဟုတ်ရင်တော့ကျမတို့ပြည်သူတွေဒီထက်ပိုပြီးတော့ဆုံးရှုံးမယ်နော်ဒီတခြားအနိုင်ငံတွေကကူညီထားတဲ့ဟိုဒီစစ်လက်တက်တွေဆိုခုနောက်ပိုင်းတုံးလာတာပိုပြီးတော့ဒီဒုံးတွေဆိုလို့ရှိရင်ပိုပြီးကောင်းလာတယ်ဒါတွေလည်းတိထားဖို့လုပ်ရဲအ мян အဆုံးသတ်ဖို့လုပ်နေရဆိုတဲ့အကြောင်းကိုကျမတို့ပြောချင်တယ် အာတိုင်းပြည်ကိုအကြမ်းဖက်တွေကဘယ်လိုဖြစ်တယ်ဖိခံလိုက်လို့ပြောချင်တာနော်ဖိခံလိုက်လို့ပြောချင်တာနော်တိုင်းပြည်မတိုးတက်အောင်လုပ်နေတာကနှစ်ပေါင်းညောင်များစွာရှိခဲ့ပြီးရှင်တို့ခေါင်းထဲမှာချီးနေချီးနေလို့သာရှင်တို့ကဟာလာဒါမှမဟုတ်ရှင်တို့ကအယိုးရင်ကတ်ရတာကြိုက်လို့ဒါမှမဟုတ်ရှင်တို့ကလက်ကြောတင်းတင်းအလုံးမလုံစားနိုင်မနဲ့ဖားရပြီးရမယ်လမ်းကြောင်းတွေကိုမျောကိုးနေလို့သာရှင်တို့တွေက အမှန်တရားကို တိတိဒီနဲ့မျက်ွယ်ပြုတ်ထားကြတာနော်မျက်ွယ်ပြုတ်ထားကြအဲ့တော့ဟာတိုင်းပြည်အတွက်ပါဆိုပြီးတော့ဘောမနေတဲ့ကောင်တွေကိုတိုင်းပြည်အတွက်ပါဆိုပြီးអော်နေမဲ့အစားဟိုကို့အမေခြနောင်ဖင်ဟိုခြနောင်လှန်ပြီးဖင်သွားချလိုက်တာပုံပြီးရှင်တို့တို့အကျိုးရှိနေမယ်လို့ကျမကအရင်ကျေးဇုံစကားကိုပြောလိုက်ပါတယ်လို့နော်ဒီနေ့ကတော့မင်္ဂလာသတင်းလေးပဲရှင်เนาะဘကူတန်းရွှေကျင်မြို့နယ်မှာเนาะဒီမှာတို့ဒီ PDF တွေပြီးလို့ရှင် KNU မြို့သား အတမဟာတော့ပြီးလို့ရှိရင်ဒရုန်းအထူးတက်ဖွဲ့လို့နော်ငကားပြူစစ်ကြောင်းလို့တောင်ညိုစစ်ကြောင်းလို့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့စစ်စီလုံးလုံးညီညီညာလေးပူးပေါင်းပြီးတိုက်ခိုက်လိုက်တဲ့ဒီအောင်ပွဲပေါ့ရှင်နော်အဲ့မှာကျွန်တော်တို့ဒီလက်နက်မျိုးစုံလက်နက်မျိုးစုံက80ကျော်အမျိုး80ကျော်ပါတယ်နောက်လို့ရှိရင်အားအရအဆုံးကတော့ဟိုပါပေါ့နော်ဂျမာ73လုံးပေါ့နော်နောက်ထပ်လက်နက်ခဲယမ်းများ အဲ့ဒါတွေပါတယ်ပေါ့ရှင်ဆိုတော့ကျွန်တော်တို့လူဝယ်ပစ္စည်းတွေအများကြီးရရှိလိုက်တယ်အဲ့ဒီတို့ကမင်းအွန်လိုင်းရဲ့လောက်အောင်ငယ်သားများအောင်လေကျေးဇူးတင်ပါတယ်လို့เนาะအဲ့လိုမျိုးလာလာလူဝေးပါမကြမကြလေးပေါ့เนาะအဲ့တော့ကေတိုလန်ရေးအခြေအနေကတော့ဒါကျွန်တော်တို့အများအားဖြင့်ဒီ2025မှာကျွန်တော်တို့ကျွန်တော်တို့ဘက်ကနေပြီးတော့ရှောင်ရှုံးနေဆိုတာမရှိသေးဘူးတိုက်လိုက်သမျှတိုက်ပွဲတိုင်းအောင်နေတဲ့သတင်းတွေပဲကြားနေတာကျွန်တော်တို့ဘက်ကဟိုချရှုံးမှုသတင်းအာဟိုအပြည့်စရာသတင်းဆိုလို့เนาะမင်းအွန်လိုင်းတရောင်းစားလို့တောင်းသွားတယ် เนาะဒီလာရှိုးမျိုးယူပေးလိုက်ရတာတခုပဲရှိတယ်ပေါ့အဲ့တော့တော်လရင်သတင်းနဲ့ပတ်သက်လို့ရှိရင်တော့ကျမတို့အနေနဲ့လေ့လာမိတဲ့လောက်သုံးသပ်မိတဲ့လောက်တွေကရှေ့ကိုဆက်ပြီးတော့အောင်ပွဲတွေယူပဲခံနေရမှာပဲပေါ့เนาะအခုကျမတို့ဒီလာရှိုးဘက်မှာနော်ဒီ MMDA တို့ DNL တို့ကိုဖိခံနေရပြီမြဲကျမတို့ဒီဘက်မှာလှုပ်လှုပ်ရှားကြရပေါ့เนาะအဲ့ဒီအတွက်လေကျေးဇူးတင်တယ်เนาะကျမတို့ရဲ့ရဲဘော်တွေအားလည်းကိုးတယ်เนาะလေးလည်းလေးစားတယ်เนาะကျမတို့ပြည်သူတွေအတွက်အခုလိုမျိုးပေါ့เนาะပြည်သူတွေဖြစ်စေခြင်းတဲ့ပုံစံမျိုးလေးတစ်ဖြည်းဖြည်းနဲ့ ဖြစ်လာတယ်အကောင့်ထဲပေါ်လာတယ်ရုပ်လုံးပေါ်လာတယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ကျွန်တော်တို့အများအားအော်ပြောနေခဲ့တယ်ပြည်သူတွေကလည်းအများအားပေါ့နော်စောင့်ကြည့်နေတာကဒီကျွန်တော်တို့တိုင်းရင်သားဟိုတော်လန်ရေးတပ်ဖွဲ့တွေနဲ့ PDF တွေနဲ့အားလုံးပေါ့ရှင်နော်ဒီစစ်ကောင်စီကိုတော်လန်နေကြတဲ့အဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်ဖို့ကိုပဲစောင့်ကြည့်နေကြတယ်ကျွန်တော်တို့ကဒီလိုပေါင်းစည်းပြီးတိုက်တယ်ညီညွတ်တယ်ဆိုလို့ရှင်အရန်ကမှပြည်သူတွေအားရှိတယ်ကျွန်တော်တို့လည်းအားရှိတယ်အဲ့တော့ကျွန်တော်တို့အားရှိတယ်ဆိုရင်ပြည်သူတွေလည်းအတူတူပဲသူတို့လည်းမပြောတာလို့တာမပြောကြတာအရန်ဝမ်းသာနေကြမှာပဲပေါ့နော်အဲ့တော့ ဒီဒီလိုမျိုးရှုံးနေတဲ့ပွဲတွေကလေကျမတို့ဟာကျမတို့ရဲဘော်တွေရဲ့စိတ်တက်တွေကြောင့်ဖြစ်တာတကယ်တမ်းကြောင့်လို့ရှိရင်သူတို့ကိုပြန်တိုက်တဲ့လက်နက်တွေကသူတို့ကြီးကရတဲ့လက်နက်တွေအခုအနေထားဆိုလို့ရှိရင်ဒါဒါမင်းအောင်လိုင်းစစ်တောင်းတွေလာလို့ရှိရင်ဟာလာသူတို့ကြီးကလက်နက်ခဲရန်တွေရဖို့အတွက်ဒီစစ်တောင်းကိုအပီးချိန်မုံရမယ်ဆိုတဲ့စိတ်အပြစ်ရှိလာတယ်စိတ်တက်တွေကလည်းအရန်ပြင်းထန်နေကြတယ်တကယ်မှာအားရှိတယ်နော်ကျမတို့တကယ်မှာအားရှိတဲ့သတင်းတွေပဲပေါ့နော်အဲ့တော့ကျမတို့ရဲ့ရဲဘော်တွေစိတ်တက်တွေအရန်ပြင်းထန်နေကြတဲ့အတွက်အဲ့ဒီစိတ်တက်တွေနဲ့တိုက်ရုပ်အောင်လာလို့ပဲကျမကတော့ ါအကုန်ယူဝင်ကြောဆိုပြောတယ်ပေါ့ရှင်နော်ကျမတို့ပြည်သူလူထုရဲ့ရင်ထဲမှာလေဒီစစ်တပ်ကိုမုံတဲ့အမုံတရားကဘာနဲ့မှခြေဖြတ်လို့မရဘူးတရုတ်မကလို့တရုတ်ရဲ့ဘိုးတော့တရုတ်ရဲ့ပထွေးလာပြီးတော့ကျမတို့ကိုအမျိုးမျိုးဖိနှိပ်လဲပဲကျမတို့အနေနဲ့အဲ့ဒီစစ်ကောင်စီရဲ့လုံရက်တွေနဲ့စစ်ကောင်စီရဲ့ရက်တီချက်တွေကိုကျမတို့အနေနဲ့လုံးဝအမုံတရားနဲ့ပဲခြေဖြတ်မှဖြစ်တဲ့တော့ဘာနဲ့မှနော်ကျမတို့ရဲ့တော်လှန်ရေးကိုနှောက်ယှက်ဖျက်ဆီးလို့မရပါဘူးနောက်တစ်ခုက အခုလိုမျိုးတော်လန်ရေးတက်ဖွဲ့နေတဲ့ PDF တွေနဲ့အတူတူပူးပေါင်းပြီးတော့တိုက်လာတဲ့ခါတွေကနောက်ထပ်လည်းထပ်ပြီးတော့ကြားရတော့မှာဒီတိုင်းဆိုလို့ရှိရင်တော့နောက်ထပ်ဒီတခြားနယ်မြေတွေမှာလွတ်မြောက်နယ်မြေတွေမှာရှိနေတဲ့တော်လန်ရေးတက်ဖွဲ့တွေကလည်းဒီအတိုင်းပဲလှုပ်လာတော့မှာဒီအတိုင်းပဲဆွေးနွေးနေကြတာဖြစ်တယ်ပေါ့နော်ကျွန်တော်နိုင်ငံကဒီအာဏာရှင်အနေနဲ့ဒီနေပြည်တော်လူနေရမျိုးတွေကိုတိမ့်ပိုက်ဖို့အတွက်ကအများကြီးမလို့ KNU နော် ပြီးလို့ရှိရင် KIA ပြီးလို့ရှိရင်ဒီရခိုင်တက်တော် AA ပြီးရင်ကျွန်တော်တို့ BF တွေနဲ့အတူတူကူးပေါင်းပြီးတော့ဒီ NUG နဲ့အတူတူကောင်းကူးပေါင်းပြီးအလုပ်လုပ်လို့ရှိရင်တေချာပေါက်ကျွန်တော်တို့တွေပြောရတယ်တေချာပေါက်တောင်အမြန်ဆုံးသိမ့်ပိုက်နိုင်လိမ့်မယ်အမြန်ဆုံးလည်းသိမ့်ပိုက်ဖို့လိုအပ်နေတာဘာလို့လဲဆိုတော့တရုတ်ရဲ့ဖိအားတရုတ်ရဲ့တရုတ်ဟာကျွန်တော်တို့နိုင်ငံအပေါ်မှာလုံးဝဒါစစ်တိုက်နေပြီတရုတ်ဟာကျွန်တော်တို့ပြည်သူနဲ့စစ်တိုက်နေတာပါနော်တရုတ်ရဲ့ပါဝင်ပတ်သက်မှုတည်နော်ဖော့တွေ short တွေပေးလို့မရတော့ဘူးဒါဟာကျွန်တော်တို့တရုတ်နဲ့တိုက်နေရတာဖြစ်ပါတယ်မင်းအောင်လိုင်တို့ เนาะအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါဒေါ်တက်တက်ခိုင်ရဲ့ထွက်လာတဲ့လေတံပေါ့เนาะဆိုတော့အဲ့ဘက်ကိုလည်းဟိုသွားလိုက်အောင်မနေနေလीเนาะပြောချင်တာကဗစက်ကိုရားနေတာပဲဟုတ်လားအဲ့တော့ဒေါ်တက်တက်ခိုင်ဆိုတဲ့အမျိုးသမီးဟာတစ်ချိန်လုံးက NLD NLD ပါဆိုပြီးတော့ဟုတ်လားလုတ်ခဲ့ပြီးတော့မှเนาะသူတို့သူ့ရဲ့အကျိုးစီးပွားအတွက် NLD ကဘာမှအလုံးမဖြစ်ဘူးဘတ်မလိုက်ဘူးဆိုတာကိုသိတဲ့အခါကျတော့เนาะဘောပြန်မှသွားတဲ့မိမကြီးပေါ့เนาะစပြီးတော့တော်လန်ရေးတဲ့ကိုဝင်လာတဲ့ကတတိမမှန်တဲ့မိမကြီးပေါ့ အဲ့ဒီမိမကြီးပါဇက်ကအခုရက်ထဲမှာထွက်လာတဲ့စကားဆိုလို့ရှိရင်ဒါတရုတ်ကိုလင်တော်အမှာကိုတိတ်ပြီးတော့အားရနေတယ်လို့ပဲတိတ်ပြီးတော့တရုတ်ကိုကျွန်လောက်အမှာကိုအားရနေလို့ပဲအဲ့ဒီဒေါ်သက်သက်ခိုင်ဆိုတဲ့လူမျိုးတွေနော်ခရိုနီတွေကအဲ့ဒီစစ်ကောင်စီကိုပေါင်းပြီးအထက်ဖားအောက်ဖိပုံစံမျိုးနဲ့သူတို့ကြီးပွားတိုးတက်ခဲ့တာသူတို့ချမ်းသာခဲ့တာပဲနော်အဲ့ဒီနီးနဲ့ပဲချမ်းသာခဲ့တော့သူတို့ဘောမမယ်လူဘယ်သူဆိုတာကိုကောင်းကောင်းသိတယ်အဲ့တော့သူတို့ပါဇက်ကထွက်တဲ့စကားခွေးဖင်ကနတ်စကားထွက်တဲ့စကားကိုနော်နည်းနည်းနားထောင်ကြည့်လိုက်ပါဟုတ်လားဘာပြောသွားလဲရွေးကောက်ပွဲဟာ နော်ဟိုစစ်တမ်းမှလွဲလို့လက်နက်ကင်အားလုံးလက်နက်ကြကြလက်နက်ချကြပါနော်ဒီမိုကရေစီကိုလိုချင်ရင်ရွေးကောက်ပွဲဖြစ်မှရွေးကောက်ပွဲလက်ခံမှရမှာပါနောက်ပြီးတော့2000ဒီစစ်တမ်းဟာ2008အခြေခံဥပဒေအတိုင်းဒီရွေးကောက်ပွဲကိုတွားမှဖြစ်တဲ့အတွက်ယုံကြည်ပါလေလဲသေးလိုက်လေနော်လဲသေးလိုက်ဖိန်ခံလိုက် နော်မြန်မာပြည်မှာဖင်ခံလို့အာမရလို့ရှိရင်တရုတ်ပြည်မှာသွားပြီးဖင်ခံလိုက်နင်းလို့လို့နင်းလို့ကောင်းမမျိုးနင်းလို့နင်းတို့လို့မိမမျိုးတွေရဲ့ဗဇက်ကထွက်တဲ့စကားပြည်သူကလေချီးရွနဲ့ကလောက်လောက်တော့မတန်ဘူးမထားအောင်သဘောပေါက်လားစောက်ယူထပြီးပြောနေတယ်လို့ပဲဟင်ဘာလို့ငါတို့ကယုံကြည်ရမှာလဲပြည်သူကိုတက်ချင်တယ်လို့တက်2008အချိန်ကဥပဒေဆိုတာနင်းတို့ခင်ကြားထဲမှာထည့်လိုက်ချီးတုပ်လိုက်တော့ နော်နင်တို့တောင်ချစ်အခြေခံဥပဒေကအာဏာသိမ်းလိုက်တဲ့ကပြက်ပြီနော်နင်တို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့အခြေခံဥပဒေတွေကစီမင်းစည်းကမ်းတွေနင်တို့ကိုယ်တိုင်ချိုးဖောက်ခဲ့တာနင်တို့ကိုယ်တိုင်ပြည်သူကိုလက်နက်ကင်ပြီးမတိုက်ဖြတ်ရပါဘူးပြည်သူကိုဟာလာအပြစ်မရှိဘဲနဲ့ဟိုမနှိမ်နှင်းရပါဘူးဆိုတဲ့နင်တို့ကိုယ်တိုင်ရေးဆွဲထားတဲ့နော်နင်တို့ရဲ့စည်းကမ်းတွေစီမင်းတွေအတိုင်းနင်တို့ပဲဖောက်ဖြတ်နေတာဖြစ်တဲ့လို့အခြေခံဥပဒေဆိုတဲ့စကားကိုစောက်တလုံးအောင်လာမပြောနဲ့နော်စောက်တလုံးအောင်လာမပြောနဲ့ကျွန်ခံတင်နင်တို့ကနင်တို့တော်ပြီးကျွန်ခံနင်တို့တမိသားစုလုံးနော်နင်တို့ရဲ့ ်ဟိုတမေတမျိုးလုံးအဆွေလုံးလူရဲ့စီးပွားရေအကုန်လုံးမပြီးတော့အဲ့တရုတ်ပြည်မှာဖင်သွားခံရခံကြုံသွားခံရခါငါတို့စောက်ဂိမ်းမဆိုင်ဘူးစောက်အုံနောက်ထဲမှာမရှိဘူးเนาะအဲ့တော့ဖင်အဖာစကားတွေလာပြောနေတယ်เนาะဘာလဲတုံလည်းလက်နက်ကင်တွေရပဲဟာလာဒီမိုကရေစီကိုလိုချင်ဒီစကားကနင်တို့စစ်တပ်ကဟာလာဒီမိုကရေစီဆိုတဲ့เนาะအတောင်းကြားတာ ਨੇ ဟိုတီကောင်စားပတ်တယ်လို့ထွန်းထွန်းလို့ကြောက်နေတာဘာအတွက်လက်နက်ချပြီးလက်နက်ကင်ဆရာငါတို့ကစောက်ကြောင်းရှိရမှာလေเนาะ အဲ့ဒီလိုမျိုးတွေနေလို့ပြောနေတာဟိုကစောက်ရှက်မရှိတာနေလို့စောက်ခွက်ကြီးတွေနဲ့တက်တက်လာပြီးမပြောနေရှင်လုံးအားကြီးလို့နော်အဲ့တော့ဒီလိုလိုဟာလာစစ်ကောင်စီနဲ့စစ်ကောင်စီအဟိုဟိုဘုံမူးတွေဘိုလ်ချုပ်တွေအတိုင်းအဝန်းတွေနော်စစ်ကောင်စီကိုဘောမှပြီးကြီးပွားလာတဲ့ကောင်တွေကလေဒေါအောင်ဆန်းစုကြည်ဆိုတဲ့နာမည်ကြလို့ရှင်ထွန်းထွန်းလူတီကောင်စားပတ်တွေထွန်းထွန်းလူတွေဘာဖြစ်လို့လဲဆိုလို့ရှင်အမုံတရားအမျိုးသမီးတစ်ယောက်ကိုမုံနေတဲ့အမုံတရားအမျိုးသမီးတစ်ယောက်ရဲ့မှန်ကန်တဲ့လှုပ်ရမှန်ကန်တဲ့ရက်တီချက် အရေးအချင်းလုံနိုင်ကြိုင်နိုင်လုံအားဆွမ်းအားရှိတဲ့အရေးချင်းပြည်သူပေါ်မှာညောင်းတဲ့ဩဇာဒါတွေကိုနင်တို့မရတဲ့အတွက်နင်တို့တွေဟာနော်အမုန်းတရားနဲ့အာဏာသိမ်းခဲ့တာနင်တို့တွေကမနာလိုစိတ်နဲ့အာဏာသိမ်းခဲ့တာနော်တိုင်းပြည်ကြီးကောင်းစားနေတဲ့အချိန်တကယ့်အမှဖွံ့ဖြိုးတိုးတက်ဖို့အစပြိုးနေတဲ့အချိန်နိုင်ငံတကာနိုင်ငံလုံးမီးရတဲ့အချိန်လမ်းတွေကောင်းလာတဲ့အချိန်ပြည်သူတွေပျော်ပျော်နေရတဲ့အချိန်ပျော်ခွင့်ရနေတဲ့အချိန်လေးကိုဖျက်ဆီးခဲ့ရနင်တို့ပဲအဲ့ဒီအတွက်လေနင်တို့ဟာ ဘာမှတိုင်းပြည်အတွက်လည်းမဟုတ်တက်မတော်အတွက်လည်းမဟုတ်အာဏာအတွက်လည်းမဟုတ်ညို့စီးပွားရေးတွေအတွက်ညို့ဒီဒီမိုကရေစီကိုသာပြည်သူတွေခံစားရမယ်ဆိုလို့ရှိရင်ညို့လှုပ်ချင်တာလှုပ်လို့မရတော့တာခိုးချင်တာခိုးလို့မရတော့တာဖြစ်တဲ့အတွက်ညို့တွေဟာနော်မနာလိုစိတ်အမုန်းတရားတွေနဲ့အာဏာသိမ်းခဲ့တာဘာပြည်သူအတွက်မှမဟုတ်ဘူးညို့ကိုယ်တိုင်နော်ညို့ကိုယ်တိုင်သိတယ်ညို့ရဲ့လက်ပြာကိုညို့ပြန်မေးကြည့်လိုက်စောက်ရှက်မရှိပဲတက်တက်ပြောနေတယ်နော်အဲ့တော့ ော်လန်ရေးအခြေအနေဟာတရုတ်လိုလူမျိုးကိုလည်းကြောက်စရာမလိုဘူးဘယ်လိုကောင်မျိုးကိုမှကြောက်စရာမလိုကျွန်တော်တို့တော်လန်ရေးအခြေအနေမှာကျွန်တော်တို့ပြည်သူတွေရဲ့ခွန်အားပြည်သူတွေရဲ့အင်အားပြည်သူတွေရဲ့ပါဝင်မှုနော်ပြည်သူတွေရဲ့တောက်ခံထားမှုနော်နောက်ခုကလက်နက်ကင်ကျွန်တော်တို့ရဲ့ PDF တွေကျွန်တော်တို့ရဲ့တိုင်းရင်းသားလက်နက်ကင်ကျွန်တော်တို့ရဲ့ဟိုရဲဘော်တွေနော်သူတို့ရဲ့ခွန်အားတွေအင်အားတွေကကျွန်တော်တို့ပြည်သူကိုအခုချိန်မှာ ပြနေတယ် နော်ပြနေသူတို့ဘာကိုဖြစ်ချင်လဲဆိုတာကိုသူတို့ပြနေအဲ့ဒီအတွက်ဒီခွန်အားတွေနဲ့တောင်းမှဖြစ်နေတော့ကျမတို့တော်လိုင်းရေးကဘယ်တော့မှဘယ်တော့အခါမှနော်မရှုံးဘူးနောက်တစ်ခုကကျမတို့အချိန်လေးနည်းနည်းစောင့်ရမှာပဲဖြစ်တယ်တော်လန်ရေးကိုပြည်သူတွေအနေနဲ့ပောင်းဝင်မှာတက်နိုင်တဲ့ဘက်ကနေပောင်းဝင်ပေးကြပါကျမတို့ညံ့ๆလေးတရုတ်ရဲ့လက်ဦးမရခင်ကျမတို့ရဲ့ဒီတော်လန်ရေးကြီးကိုအရွေးတစ်ခုဖြစ်ဖို့အပြောင်းလဲတစ်ခုဖြစ်ဖို့အမြန်လိုအပ်နေတာဖြစ်နေတယ်အခုချိန်မှာလည်းတော့ပြည်သူ